လီဗာပူးသင်းချန်ပီယံဖြစ်ဖို့နီးစပ်တစ်ထပ်နီးစပ်သွားပြီးတော့ဥရောပချန်ပီယံလိဝင်ခွင့်အတွက်ပြိုင်ဆိုင်မှုပိုပြင်းထန်လာနိုင်တဲ့ပရီးမီးယားလိပွဲစဉ်30နှစ်မင်္ဂလာပါကုကင်းစတဖူဘောရှူအနေကြိုးတော်ရယ်ကျွန်တော်တို့ပရီးမီးယားလိပွဲစဉ်30နှစ်နဲ့ပတ်သက်ပြီးတော့အဆိုးကောင်းအချိုးကျောင်းမှန်သမျှကိုပြန်လည်သုံးသပ်ခန်းစားဆွေးနွေးလိုက်ရအောင်တကယ်တော့တပွဲကစားဖို့ကြံနေပါသေးတယ်အဲ့ပွဲကဖူလန်နဲ့ဘုံမပွဲပါ တိတ်လည်းအေးမကြီးတဲ့အတွက်ကြောင့်အပွဲကို skip လိုက်ပါမယ်။ Okay ဒီတစ်ပတ်မှာအစောဆုံးရှင်ပြိုင်ကစားခဲ့တဲ့ပွဲက Man City နဲ့ Crystal Palace ပွဲ။နှစ်ကိုအရင်ပေးခဲ့ရပါလျက်နဲ့ Man City ကမယုံကြည်နိုင်စရာကောင်းအောင်5-2ဆိုတဲ့ရလဒ်နဲ့ပရိသတ်ကိုပျော်ရွှင်ွင့်ပေးခဲ့တယ်။ Man City တိုတယ်ကို over ဆိုရင်အပေါ်ဆုံးရမယ်အကွက်မျိုးပါ။အဲ့တော့ဒီတစ်ပတ်ကစားခဲ့တဲ့ပွဲတွေမှာကျွန်တော်တို့ထုံးတင်နိုင်မယ်90အကန့်လုံးမှန်ပြီ90အကန့်လုံးမှားရတယ်။ အဲ့တော့နောက်ပိုင်းပွဲစဉ်တွေအမှန်တရားနဲ့နှီးဆက်ဖို့တော့တရားခိုင်တို့အပြစ်မှန်ဖို့ကမလွယ်ဘူးဆိုတဲ့သဘောမျိုးပါမက်ဆီတီသည်ဒီပွဲစဉ်ကစားသွားတဲ့ပုံစံမိုက်တယ်ဗျလူကြီးလူငယ်ပေါင်းဖက်အသွုံးချမှုနဲ့အတူဘဲလီစ်ကိုပြန်ပြီးတော့ကမ်ဘက်နိုင်ခဲ့တယ်လို့ပြောရမှာပါအသင်းရဲ့အဓိကကစားသမားတချို့အနာပေးသွားတယ်ဒါဂျယ်မီဒိုခူတို့နော်ဆဗင်ညိုတို့ dribbling clock ကောင်းတဲ့ကစားသမားတွေဗျာကေမင်းတို့အရန်ကုန်မှာထိုင်နေဟာလန်ကလည်းဒဏ်ရာပြဿနာရနေအသင်းရဲ့ချာတိတ်လေးတွေဖြစ်တဲ့နော် Rico Lewis တို့ Orelli တို့စတဲ့ကစားသမားလေးတွေကိုနေရာတနေရာပေးသွားခဲ့တယ်ဒါ့အ အပြင် Kevin De Bruyne, Mario Kovacic, Gundogan တို့လိုစီနီယာကစားသမားတွေနဲ့ပေါင်းဖက်အသုံးပြုသွားတာတိတ်ကိုအဆင်ပြေခဲ့တယ်။အဓိက overload လုပ်ပြီးကစားသွားတာပေါ့နော်။ဒီချိန်မှာ Kevin De Bruyne ကလည်းသူ့ရဲ့နောက်ဆုံး legend ခြေသွမ်းတဲ့အသင်းကိုအများကြီးအထောက်အကူပြုသွားခဲ့ရင်ဒါ52ဆိုတဲ့လှပရရလက်တစ်ခုနဲ့အတူမန်စီးတီးပြန်လာနိုင်ခဲ့တယ်လို့ပြောရမှာပါနောက်တဲ့တပွဲကတော့ Brighton နဲ့ Leicester Brighton ကကြေးရအပြင်းပြဂိုးပြက်ကိုပြရမယ်ကြေးမျိုးကြီးတစ်ဖက်က Leicester ကလည်းတော်တော်ဘူနေတဲ့အသင်းဘာမှရာဂိုးမရှိတော့တဲ့အခြေအနေမျိုးနဲ့ တန်းစင်သွားပြီလို့ပြောလို့ရတယ်အဲ့လိုအသေးမျိုးအိမ်ကွေးမှာနှစ်ကိုးပြန်ပြီးတော့ပေးလိုက်ရတာလက်တွေ့ဆန်ဆန်စဉ်းစားမယ်ဆိုရင်ဘလို့မှမဖြစ်တဲ့နဲ့ရလက်တစ်ခုဖြစ်လဲမဖြစ်တဲ့ဘူးအဲ့အတွက်ကြောင့်ဒီပွဲစဉ်ကတော့ဘယ်လိုပြောမလဲ Brighton အားပေးတဲ့ညီကိုတွေမျက်နှာပြတ်ခဲ့ရတယ်လို့ပဲ ပြောရမှာပါနောက်တစ်ပွဲကတော့ Northern Forest နဲ့ Everton ဒီကြောပိမှုကြတော့ကျွန်တော် Bugio ကိုစန့်ကျင်လိုက်တာဗျမှန်သွားပြန်ခေါ်တာက Northern Forest ကိုခေါ်တာကျွန်တော်ရဲ့ Northern Forest ကိုအလိုက်လေးနော်စီမျောသွားရင်အပွဲကားမှာအဲ့တော့ကြောင့် Bugio ခေါ်တိုင်းလဲကျွန်တော်တွေကလိုက်လို့မရအောင်ပြီးရင်စန့်ကျင်လို့လည်းမရအောင် Northern Forest ပွဲကမှန်သွားရင်ပဲအပွဲ Brighton ပွဲကကြတော့ Bugio ခေါ်တဲ့ဘက်ကိုကျွန်တော်လိုက်လိုက်ရမှာ Leicester ကိုအားပေးလိုက်ရမှာပေါ့နော်ထားပါအဲ့တော့ Northern Forest ဒီနှစ်ပွဲဆက်ရှုံးသွားခဲ့တဲ့အတွက်ကြောင့် Champion League ဝင်ခွင့်ရဖို့အတွက်မသေးချာမီရတဲ့အခြေအနေမျိုးတွေဖြစ်သွား ါတယ်ပို့ပြီးတော့ဟိုနောက်ပိုင်းပွဲစဉ်တွေပြိုင်ဆိုင်မှုပြင်းထန်ရမယ့်ပုံမျိုးဖြစ်သွားတာပေါ့ဗျာအိမ်ကွင်းကြီးမှာရှုံးတာ Everton ကတော့ဖြင်းအသင်းပြီးပြီး နော်ဒယ်ဖော်ရက်စ်ကိုအကောင်းဆုံးဒုက္ခပေးသွားခဲ့တယ်ချန်ပီယံလိဝင်ခွင့်၃နေရာအတွက်ပို့ပြီးတော့ရင်ကုန်စစ်လို့ရှားအောင်လုပ်ခဲ့တဲ့အသင်းလို့ပြောရမှာပါအဲ့လိုလေလုပ်ပေးဦးမှာဗျပရီးမီးယားလိကပြီးသွားသလောက်ဖြစ်သွားပြီဗျတန်းစင်းတဲ့အသင်း၃သင်းလဲကျွန်တော်တို့တည်သွားပြီချန်ပီယံဖြစ်မဲ့အသင်းလဲတည်သွားပြီချန်ပီယံလိဝင်ခွင့်အတွက်ပဲပွဲစဉ်38ထိကျွန်တော်တို့ကြည့်နေတော့မှာပေါ့တကယ်လို့ချန်ပီယံလိဝင်ခွင့်ရင်လဲအဖြစ်ပေါ်သွားပြီဆိုရင် EPL ကစိတ်ဝင်စားဖို့ကောင်းတော့မှာမဟုတ်ပါဘူးကြည့်ကျွန်တော်နောက်တစ်ပွဲကတော့ Southampton နဲ့ Aston Villa စပ်တန်ဂျူရစ်ထွက်ခွာသွားပြီးတဲ့နောက်ပိုင်းမှာတိုင်ပတ်နေတဲ့အခြေအနေကိုပြန်ပြီးတော့မဖာသေးနိုင်ခဲ့ဘူးဗျအင်ကွင်းကြီးမှာကစားရတယ်ဗျဂျူရစ်ထွက်သွားပါစေဟုဘလို့ပဲဖြစ်ဖြစ်တစ်ဖက်ကချန်ပီယံလိကံမှုရှိနေတဲ့ Aston Villa အသင်းကိုရှုံးရင်တောင်မှဗျအဲ့လောက်ထိဂူပြက်ကြီးရှုံးဖို့မသင့်ခဲ့ဘူးပေါ့နော်တိုးတော်လဲ Aston Villa အသင်းကိုကျွန်တော်ချီးကျူးရပါလိမ့်မယ်ချန်ပီယံလိပွဲချက်ကစားဖို့ရှိနေပါလေရဲ့နဲ့တစ်ဖက်မှာလည်းချန်ပီယံလိဝင်ခွင့်အတွက်အာရုံလုံးဝမပြတ်ခဲ့ပဲ၃ဂိုးပြတ်အနိုင်ရခဲ့တဲ့အတွက်ကြောင့်ပါကြည့်ကျွန်တော်စနေနေ့ရဲ့နောက်ဆုံးပွဲစဉ်ပေါ့နော် အာစနယ်နဲ့ဘရန်ဖို့အားကြီးကတော့တတ်နိုင်သမျှအကောင်းဆုံးကြိုးစားကစားခဲ့တာပဲဗျ။ဒါပေမဲ့လည်းအာစနယ်ဒီဒီနေ့ရာသီမှာတချို့သောတွင်းကိုတွေကနည်းနည်းဘယ်လိုပြောမလဲကန်တရားရမျက်နှာသာမပေးခဲ့ဘူးပေါ့နော်။ KNT ရာနေရဲ့ခေါင်းတိုက်တွင်းကိုလူဂျွန်မော့ဖြစ်တတ်မှတ်ခံခဲ့ရတယ်။တချို့ကန်တွင်းချက်တွေကိုဖလက်ကန်ပုတ်ထုတ်ကောက်ွယ်သွားခဲ့တာရှိတယ်။သူတို့ဒီပွဲစဉ်ဘယ်လောက်ထိအနိုင်လူချင်းနေသလဲဆိုရင်အာတီတာတို့ဒက်ကလန်ရိုက်စ်တို့မျက်နှာကိုကြည့်ပါ။တကူးပြန်ပေးပြီးလိုက်ရတဲ့နောက်ပိုင်းမှာရိုက်စ်ဆိုရင်လုံးဝဘေးနားပေါက်ကွဲပြီးတော့ ာဘာဖြစ်သွားလဲเนาะသူတို့ဒီလိုတေးရလက်မျိုးမမျော်လင့်ဘူးဆိုတာမျက်နှာဘေးမှာအများကြီးကျွန်တော်တို့ပေါ်ပါတယ် now arsenal တင်းရဲ့ဟိုနောက်ဆုံးအချိန်ကာမလက်လျှော့မယ်ဆိုရဲပုံစံပေါ့ဗျာပုံမှန်ဆိုရင်အာရီကပြီးသွားပြီဒုတိယနေရာမှာပဲ300စီဇက်တိုက်သူတို့ကရက်တီတော့မှာဒါပေမဲ့အသေးတန်ကန်သွားခဲ့တာဒီပွဲကိုလေလူတချို့တော့နားသွားခဲ့တယ်ဖြစ်ကတဲ့ဆန်ကန်တာတော့မဟုတ်ပါဘူးကန်မကောင်းခဲ့ပါဘူးအာရီဒီ brandfo ရဲ့နော်ဒီကစားနိုင်စွမ်းကိုခံခဲ့ရတယ်လို့ပြောရမှာပါဟူးစူပါဆန်နေရောက်တဲ့အချိန်မှာပထမဆုံးမြင်ရတဲ့ဘွဲကတော့ Chelsea နဲ့ Ipswich ပေါ့နော် တော်တော်လေးရုပ်ပြက်ဆင်းပြက်ဖြစ်ခဲ့တယ်ကျွန်တော်ကဒီ Liverpool ဝက်ဆမ်ပွဲနဲ့တိုက်နေတဲ့အခါကျတော့အဲ့လို TV နှလုံးပြိုင်ကြည့်ဖို့ကတိတ်ပြီးအဆင်မပြေဘူးဗျာမနေ့ကအဲ့ Liverpool ပွဲကျွန်တော်တိတ်မကြည့်ဖြစ်ခဲ့တဲ့အတွက် review မလုပ်ပေးတော့တာပါအပုံမှန်အပြင်ပွဲနဲ့တယ်ဆိုရင်ကျွန်တော် full match review ကြည့်ပြီးတော့ပြန်ပြီးလုပ်ပေးတယ်ပွဲချိန်ပြီး review ရှိတယ်ဗျာအဲ့ site တွေလေ ်ထားပါဆိုတော့ Chelsea ဒီဒီ Ipswich Town ကိုနှစ်ကြော့လုံးအနိုင်မကစားနိုင်ခဲ့ဘူးဒီပွဲကလည်းရှုံးရမှာကံကောင်းလို့တည်ကြသွားတယ်လို့ပဲပြောရမှာဖြစ်ပါတယ် Chelsea လိုအဆင့်အတန်းမျိုးကြီးနဲ့အခုလိုဖင်ပိတ်ပြီးကန်နေရတယ်နိုင်ပွဲတစ်ပွဲရဖို့ရုန်းကန်နေရတယ်ဆိုတာ Arsenal တို့ Liverpool တို့ဆိုရင်ကျွန်တော်မပြောလို့ပါဘူး Ipswich Town လိုအသင်းမျိုးကြတော့တော်တော်လေးရုပ်ပေါက်တယ်ပေါ့နော်ဒီတောက်ကတုံးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့မှာစဲစရာစကားတွေကတော်တော်လေးများလာပြီဗျအရန်ရုပ်ပေါက်လုံးနဲ့ရလက်တစ်ခုလို့ထင်ပါတယ် လီဗာပူးနဲ့ဝက်ဆမ်ပွဲကတော့ကျွန်တော်လူးစ်ဒီအက်စ်တွင်းသွားတဲ့ဂိုးကိုခဏတော့ကြည့်လိုက်ရတယ်ဗျ။နောက်ပွဲပြီးကနေဗာဂျီတွင်းသွားတဲ့ဂိုးကိုလည်းကြည့်လိုက်ရပါတယ်။လီဗာပူးကတော့ချန်ပီယံဖြစ်ဖို့အတွက်တရားခိုင်လုံးတေချာသွားပါပြီအခုချိန်မှာတင်ချာနီးရတွက်မယ်ဆိုရင်73မှတ်กว่าဟာနေသေးပေမဲ့လီဗာပူးကဗျာဒီပွဲတစ်ပွဲကိုပဲเนาะ EPL ပြိုင်ပွဲတစ်ခုကိုပဲ focus ထားရတော့တာဘယ်တော့မှမှားမှာမဟုတ်တော့ဘူးလီဗာပူးကစားသမားတွေရဲ့နပွဲတွေကိုအနိုင်ယူနိုင်သွန်းနားလည်မှုအားကောင်းသွန်းအောင်ကျွန်တော်တို့မြင်ခဲ့ရတာပေါ့ပထမအကူဆိုရင်လေဘလောက်ထိနားလည်မှုအားကောင်းသလဲမိုဆာလာကို อีบูอ่ะไดรเวอร์สကြီးပေးလိုက်တာအဲ့လိုအလုံးမျိုးတွေကကျွန်တော်လီဗာပူးနဲ့ပတ်သက်ပြီးအများအားမြင်ခဲ့ရပါတယ်ဒီอีဘူးရဲ့ဘောလုံးပေးပို့မှုကမိုဆာလာစီရောက်သွားတဲ့အချိန်မိုဆာလာစီသူ့ထုံးစံတိုင်းပဲဒမီရန်နေလောက်တာပေါ့ဗျာဖြတ်ပြေးသွားတယ်အဲ့ဖြတ်ပြေးတဲ့အလုံးကိုဘယ်သူမှ ထိန်းလို့မရဘူးပြီးတာနဲ့ Louis Diaz ကို cross ball ပေးလိုက်တယ် Louis Diaz ကပိတ်သွင်းသွားရင်ဒါကျွန်တော်တို့ဥဆောင်ကိုသွင်းယူသွားခဲ့တယ်အပွဲပြီးခဲ့နီးမှာဒါ1-1တေပွဲဖြစ်နေတဲ့အချိန် Vargi ရဲ့ဥဆောင်မှုကြောင့်ဒါအနိုင်မခံအရှုံးမပေးတဲ့စိတ်ဓာတ်ကြောင့် Chiba ကိုတကူပြန်ရသွားတာပါ1-1နဲ့ပွဲပြီးသွားတော့ Vargi ကိုပူပူနေနေစာအုပ်တံတန်းတိုးထားတယ်ကပ္တိန်တယောက်ရဲ့နော်တံပိုးတစ်ခုကိုဆက်လက်ပြသသွားခဲ့တာဖြစ်ပါတယ်ခင်ဗျဒီနေ့ပွဲမှာမူဆာလာရော Vargi ရောနှစ်ယောက်လုံးဟိုဘောင်နေချင်းနဲ့ကနေအကောင်းဆုံးကစားခဲ့တယ်လို့ပြောရမှာပါကျွန်တော်နောက်တစ်ပွဲကတော့ Wolf နဲ့ Tottenham Hotspur ပါပေါ့နော် စပါကတော့ကျွန်တော်မြင်ရတော့ H particle ရဲ့အနာကကတိတ်အစ်မပြေတော့ဘူး particle လည်းကံမကောင်းရှာပါဘူးတကယ်တော့အည်သွေးရှိတဲ့နီးပြတယောက်ပါသူအတင်းကိုစားရလာတဲ့အချိန်မှာကစားပုံအလှပတွေနဲ့အများကြီးပြိတက်ကိုဟိုမျက်စိပရာဒါဖြစ်စေခဲ့တဲ့နီးပြတယောက်တို့တော့ကစားသမားရဲ့ဒဏ်ရာရှိမှုတွေဘာညာနဲ့အတင်းကဖောင်ပြတ်သွားတော့ဗျာ တော့ဒန်နီယယ်လီဗိုင်းကလည်းတိတ်တဲကြီးမခံတတ်တဲ့ဥက္ကဋ္ဌတစ်ယောက်ဆိုတော့ H ကိုနောက်ဘလုံးရတယ်မှာဆက်မြင်ရတော့မယ်လို့တော့ကျွန်တော်မထင်ဘူး။ကဲနောက်တစ်ပွဲ Manchester United နဲ့ Newcastle ဒီ result ကတော့ကျွန်တော် review ထဲမှာလည်းအများကြီးပြောပြီးဖြစ်တဲ့အတွက်ကြောင့်သိထူးထူးတော့ပြောမနေတော့ဘူး။ကျွန်တော်တို့ဟိုတချို့ကမမျော်လင့်ဘူးပေါ့နော်။အဲ့လောက်ထိဂိုးပြတ်မရှုံးသင့်ဘူးဆိုတော့ United fan တွေလည်း line ဖွင့်ကြတာရှိတယ်။အဲတချို့ကျတော့လည်းဘာမှမဖြစ်ဘူးကျွန်တော်တို့အစိုးတော့မှန်းထားတယ်ဆိုတော့ပြစ်သက်တွေလည်းရှိတယ်။ဘယ်လိုမျိုးပဲဖြစ်ဖြစ်ဂုံသိက္ခာပိုင်းအရာကတော့ထိခိုက်တယ် ဒါမဲ့လေယူရိုပါလိလိုင်ယွန်နဲ့ပွဲကစားဖို့အတွက်တော့အနည်းငယ်အားချန်နိုင်ခဲ့တာတော့အမှန်ပါပဲခင်ဗျာဆိုတော့ကျွန်တော်တေဘယ်စတန်ဒင်းကတော့လီဗာပူးအာဆင်နယ်73မှတ်ပြတ်သွားပြီဖြစ်တဲ့အတွက်ကြောင့်လက်တွေ့ကြကြစဉ်းစားမယ်ဆိုရင်လီဗာပူးကဘူဆွဲသွားပြီလို့ပြောလို့ရပါတယ်အာဆင်နယ်ကတော့အဆင့်နှစ်နေရာမှာပဲ300စီဇက်တိုက်ရက်တည်တဲ့အသင်းတစ်သင်းဖြစ်လာမှာပါအဆင့်3 4 5ချန်ပီယံလိဝင်ဝင်3နေရာအတွက်ဘာကြောင့်3နေရာဖြစ်လဲဆိုရင် UEFA coefficient ranking ရအင်္ဂလန် Premier League club တွေကအမှတ်များတဲ့အတွက်เนาะကျွန်တော်3သင်းဝင်ခွင့်ရတာပါအဲ့ဒီ3နေရာဝင်ခွင့်အတွက်ကို ငါးသင်းရှင်ပြိုင်မှာဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့ကြည့်လို့ကောင်းလာပါတယ်။ Northern Forest Newcastle Man City Chelsea Aston Villa တို့ရှင်ပြိုင်ကစားမှာဖြစ်ပါတယ်။တန်းဆင်းသွားတဲ့အသင်းတွေကတော့ Ipswich Town, Leicester နဲ့ Southampton တို့ဖြစ်ပါကြောင်းသုံးသပ်ဆွေးနွေးနေပဲဗီဒီယိုလေးကိုဒီမှာနားချင်ပါတယ်။အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။